ယ်လီဝီဆယ်နင်းသူဤညအယ်လီဘီဆယ်ဒီဟန်ဂရီဘီဖာဂျူးလူမိုးဖြစ်သည်သူကို1928ခုနှစ်စက်တင်ဘာလ30ရက်နေ့တွင်ထရန်ဆီလ်ဗေးနီးယားယခင်ဟန်ဂရီယခုရူဘေးနီးယားပိုင်းနေစစ်ကက်မြို့ကလေးမှငွေခွာခဲ့သည်ငွေချလျောင်းနဲ့တအိုးရဲသောသားချစ်သည်ငယ်စဉ်ကဂျူးမီရိုဖလာဘာသာရေးစာပေတွေကိုသင်ယူခဲ့သည် 15နှစ်အရွယ်1944ခုတွင်ဂျာမန်တို့ကစစ်ကဲမျိုးရှိဂျူးလူမျိုးအားလုံးနဲ့အကျိုးသူတို့မိသားစုကိုဖမ်းဆီးသည်ဘာကန်နိုးနှင့်အော်ရွှေ့အကျဉ်းစခန်းတို့ပို့လိုက်သည်1945ခုနှစ်တွင်ဘူခန်ဖော့စခန်းတို့ပြောင်းခဲ့ရသည်ထိုနှစ်ဧပြီလ17ရက်နေ့တေလူမျိုးပါဖြစ်နေခြင်းတွင်ဘူခန်ဖော့စခန်းတို့အမေရိကန်တတိယတပ်မတော်ရောက်လာပြီးစင်းယုံလူနာဘဝဖြင့်လွတ်မြောက်ခဲ့သည်သို့သော အဖေ အမေအမနှစ်ယောက်နဲ့ညီမလေးတစ်ယောက်အဆုလိုက်အပြုံးလိုက်အသက်ခံရသည်ထဲပါသွားသည်စစ်ကြည့်ပြီးတော့ပင်သစ်မိဘမဲ့အကြောင်းတစ်ကြောင်းတွင်ပညာသင်ပြီးစော်ပုံးတကူတို့ဆက်တတ်သည်သတ္တနိကဗေဒဘွေးရထည်ပြီးအစ္စရေသတင်းစာတစ်ကြောင်းတွင်သတင်းတော်ဝင်လုပ်သည်1956ခုနှစ်တွင်ကုလသမဂ္ဂသတင်းတော်အဖြစ်နယူးယောက်သို့ပြောင်းလာခဲ့သည်စစ်ပီလိုဆယ်နှစ်ကြာသည့်အခါ သူ့အတွေ့အကြုံလေးကိုဘသူမျှမပြောဘသူနည်းမျှမဆွေနှွေးအခြားအခြားသောရှင်ကြံလွတ်မြောက်လာသူညာနီးသူအော့စထရိဖ်ငရဲခန့်အတွေ့အကြုံလေးကိုယဉ်ဖွင့်ဖို့အဲလီဝီဇိုကငင်းဆန်ခဲ့သည်ဒီနာစီလူသက်ကွဲကြီးနဲ့သူတို့ဆိုရရဆက်ပုံတွေကို ဖော်ပြနိုင်စွမ်းသည့်စက်ကလုံးသူ့တွေမရှိဟုဆို၏1952ခုနှစ်တွင်မှပင်သက်နိုဗယ်ဆိုရိုစာရေးဆရာကြီးဖရန်ပျော်မော်ရီရဲ့နယ်သွေးဆောင်ယဉ်နီးသည်နောက်ပိုင်းမှာ ဆရာကြီးရဲ့အဘေးလုံဆောင်မှုကြောင့်ဩစတြေးလျအသွေးကျုံတွေစာရေးဖိခဲ့သည်ဂျူးလူမျိုးမို့ဤကျေကွဲခွဲအဖြစ်ဆိုးကြီးကိုမျက်မြင်သက်သေသူအနေနဲ့ရည်သည်ပထမဆုံးကဘာကြီးကညင်သက်နေစေ and the world was silent ဂျူးဘာသာပြန်ရည်သည် နောက်နှစ်နှစ်အကြာတွင် ပြင်သစ်ဘာသာပြန်လာနှစ်ထုတ်ဝေပြီးအင်္ဂလိပ်ဘာသာပြန်ညကို1960ခုနှစ်တွင်ထုတ်ဝေခဲ့သည်အောက်ရွှေဘာကနူးညင် ဘူကန်ဝါတွင်နာစီတို့၏ဂျူးတပ်ဖွဲ့ကြီးအကြောင်းခရီးစစ်တွင်ကြရင်းနှိုင်းသူသည်တကဘာလုံးကအသိနှပ်ပြကြသည်1963ခုနှစ်တွင်အမေရိကန်နိုင်ငံသားခံယူလိုက်ပြီး1980ခုနှစ်မှစ၍ဘော့စတန်တက္ကသိုလ်တွင်လူရှိဘာသာရပ်ပမုခါရသူဖြင့်အမှုဆောင်တာဝန်ထမ်းဆောင်သည်ပြီးနောက်ဇနီးမာရီယန်နှင့်အတူအယ်လီဗီဇယ်လူလာချင်းစာနာရေးအကူအညီပေးရေးအဖွဲ့ကိုဖွဲ့စည်းခဲ့သည် 1985ခုနှစ်တွင်တမ်ဘရာရော်ဂန်ရီဂင်ဂျာမနီသွားရောက်စဉ်ဟစ်တလာအပါအဝင်နာဇီစစ်ဘုကင်ကြီးများမြို့နံရစစ်တင်ချိုင်းကိုတွားခဲ့သခင်ကန့်ကွက်ဆန္ဒပြပွဲကိုအယ်လီဦးဆောင်ခဲ့သည်1984ခုနှစ်ကပင်သူ့ကိုတမ်ဘရာက Congressional Gold Medal ပေးခဲ့သည်တကဘာလုံးမှာရက်ဆက်ဆိုးရုပ်ပုံတွေအမုန်းဓာတ်တွေမတရားပြင်းထန်မှုတွေကိုဆက်လိုက်မတက်တိုက်ခဲ့သဖြင့်1986ခုနှစ်တွင် သူ့ကိုနိုဘယ်ငင်းချမ်းကျေးဇူးချီးမြှင့်ခဲ့သည်။သူ့စာအုပ်တွေအတွက်လည်းနိုင်ငံတကာမှဆုတွေအများကြီးရရှိခဲ့သည်။ယခုအချိန်မှာအယ်လီဝီဇယ်သည်ဘော့စတန်တက္ကသိုလ်ကောလိပ်များစွာမှနိုင်ငံကျော်ရဲထဲပါမောခအနေနဲ့လူငယ်တွေကိုတင်ကြားပို့ချနေသည်။တပိုင်းနဲ့တမဂျူးကိုခွေစီကက်ဒီဘာသာရင်းနဲ့တာမကျန်းစာပေါ်ဝေဘာနို့တွေကိုလည်းရေးသားနေသည်။အိုပရာဝင်းဖရေးရဲ့ရုပ်တံအစီအစဉ်မှာပါပြီးဆိုရင် စာအုပ်တွေချွဲခြားသည့်ရင်ဖြစ်သည်။ ညကိုအိုပရာက2006ခုနှစ်မေလ24ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်ဒီစီဇန်တွင်အသက်89နှစ်အရွယ်ရှိဆရာဒီနတ်တို့အော်ရှွတ်ကိုအိုပရာကအရောက်သွားခဲ့သည့်ခရီးစဉ်ကိုပါပိုးတွေတင်ဆက်သည့်အခါရုပ်မြင်သံကြားပရိသတ်အင်တာနက်ပရိသတ်မျက်ရည်ကျရှက်ကြီးနှင်ငိုကွေးကြသည်ညကိုလည်းအချိန်ချင်းထက်ကထက်ကရိုက်နေရတော့လေသည်အဲလီဝီဆယ်၏အမ ျွန်တော်ဘွားမှာစာအုပ်တအုပ်ပဲရေးရမယ်ဆိုရင်ဒီစာအုပ်ကိုပဲကျွန်တော်ရေးမှာပါ အတိတ်ဆိုတာပြစ္ဆုတ်ပန်တယ်မှာတရိဝဲဝဲရောနောလင်းပြနေတတ်တယ်ညရဲ့နောက်ပိုင်းကျွန်တော်ရေးရစာအုပ်တွေမှာတာလဝတ်ကျမ်းနဲ့ဟာစီးတဲ့ရှေးဟောင်းဟေဘရုအဘိဓမ္မာတွေအနန္တပါနေလို့ညကောမဖတ်ရင်နားလည်နိုင်ကြမှာမဟုတ်ပါကျွန်တော်ဘာကြောင့်ဒီစာအုပ်ကိုရေးရတာလဲယူသွားမှာစိုးလို့ရေးတာလားဒါမှမဟုတ် ယူဆခြင်းသဘောတဘာဝကိုနားလည်နိုင်ဖို့ကမ္ဘာသမိုင်းနဲ့လူသားမျိုးဆက်အစံလာမှာ rising arise ဆုံးဆက်စုံတုံလှရှာအကောင်းဆုံးဒီအရေးမဲကြီးအကြောင်းကို တွင်တွင်ယူမထွက်အောင်ရည်ဖြစ်ခြင်းလား